ထို့ကြောင့်ပြည်သူများကဥစွာတင်ဆက်မဲ့တဲ့ရင်ကတော့စိုက်ပျိုးလုပ်ငန်းများတွင်အရေးအသွေးပြည့်မီသောမြေဩစာများသုံးဆွဲနိုင်စေရန်မြေဩစာမှတ်ပုံတင်များထုတ်ပေးနိုင်ရေးဆောင်ရွက်နေတဲ့တဲ့ရင်ဖြစ်ပါသည်။ စိုက်ပျိုးထုတ်လုပ်မှုဒုတ်တဲ့မြန်မာစည်ရည်နဲ့စားရည်ရိခာဖူလုံစည်ရည်အတွက်စိုက်ပျိုးလုပ်ငန်းများတွင်အရေးအသွေးပြင်ပြီးသောမြေဩစာများသုံးဆွဲနိုင်ကြစေရန်နှင့်မြေဩစာထုတ်လုပ်ခွင့်တင်သွင်းခွင့်မှတ်ပုံတင်ပြခြင်းလုပ်ငန်းများကိုမြေဩစာဥပဒေနေဥပဒေများနဲ့အညီထိန်းချုပ်ကြမှတ်လျက်ရှိတဲ့မြေဩစာကော်မတီအနေနဲ့မြေဩစာဆိုင်ရာနေပညာအဖွဲ့ရဲ့စစ်ဆေးထောက်ခံချက်ဖြင့်မြေဩစာမှတ်ပုံတင်များထုတ်ပေးနိုင်ရေးစာမလျက်ရှိတယ်လို့သိရပါဗျ။ အခုကဲသို့စစ်စစ်ထုတ်ပေးလျက်ရှိရာတွင်53ကြိမ်မြောက်မြေရောစာကော်မတီအစည်းအဝေးအထိမြေရောစာမှတ်ပုံတင်12298ဆောင်ခွင့်ပြုပေးနိုင်ခဲ့ပြီးကာယကံရှင်ရဲ့တင်ပြချက်အရာပေဖြံမှု2088ဆောင်နဲ့တက်တန်းကျော်လွန်တဲ့ဖြတ်သိမ်းခဲ့သောမြေရောစာမှာမှတ်ပုံတင်1869ဆောင်ရှိတဲ့အတွက်ဒီကနေ့အထိနိုင်ငံတော်မှာအသက်ဝင်လုပ်ကိုင်းလျက်ရှိတဲ့မြေရောစာမှတ်ပုံတင်9342ဆောင်ရှိကြောင်းသိရပါရရှင် ဆက်လက်တင်ဆက်မယ့်သတင်းကတော့ PDF ကလက်နက်ကြီးလက်နက်ငယ်များဖြင့်ပစ်ခတ်တဲ့အတွက်ကိုရင်ငယ်တပါးသားမိနှစ်ဦးနဲ့အမျိုးသားတအူပါတရားရရှိရေးသတင်းဖြစ်ပါတယ်။ အပြစ်မဲ့ပြည်သူတွေကို PDF လက်နက်ကန်တွေကလက်နက်ကြီးလက်နက်ငယ်မျိုးစုံနဲ့တိုက်ခိုက်လို့ကိုရင်ငယ်တပါတာအမိနှစ်ဦးအပြင်အမျိုးသားတအုပ်ပါတရားရရှိမှုမန္တလေးနဲ့မကွေးဒေသတွေမှာဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ဖြစ်စဉ်မှာ2025ခုနှစ်မတ်လ20ရက်ညနေ9:00နာရီတွင်မန္တလေးတိုင်းဒေသကြီးချမ်းအီသာဆန်းမြို့နယ်ရှိမန္တလေးပြည်သူစေရောကြီးတို့ဘုံတိပောက်ကွဲစားထိမှန်ထရများဖြင့်အမျိုးသားတအုပ်နဲ့အမျိုးသမီးတအုပ်ရောက်ရှိကြောင်းသတင်းအရလူကြီးတဖွဲ့များကတွားရောက်စစ်ဆေးကြရာစကိုင်းတိုင်းဒေသကြီးစကိုင်းမြို့နယ်ထမ်း ြင့်ကြေးရွာတို့ PDF အဖွဲ့ကအများပြည်သူထိခိုက်စေရန်ရည်ရွယ်ချက်ဖြင့်လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်ကြေးရွာအတွင်လက်နက်ကြီးဗိုလ်သည်များကြောက်ရောက်ပောက်ကွဲခဲ့မှုကြောင့်အဆိုပါကြေးရွာနေဒေါခင်မျိုးဦး၄၂နှစ်နဲ့၎င်းရဲ့သားမောင်မင်းခန်းကို၁၅နှစ်တွင်ဗိုလ်သည်ပောက်ကွဲစားထိမှန်ထင်ရှားများအရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အလားတူညနေ9:45မိနစ်တွင်မန္တလေးတိုင်းဒေသချင်းချမ်းအေးသာဆန်းမြွနယ်ရှိမန္တလေးပြည်သူစေယောကြီးတို့ဗိုလ်သည်ပောက်ကွဲစားထိမှန်ထင်ရှားများဖြင့်တာမဏိတစ်ပါးရောက်ရှိနေကြောင်းသတင်းအရလုံစ ွင်တပ်ဖွဲ့ဝင်များကသွားရောက်စစ်ဆေးကြရာစကိုင်းတိုင်းဒေသကြီးစကိုင်းမြို့နယ်မင်းကွန်ကျေးရွာသို့ PDF အဖွဲ့ကအများပြည်သူထိခိုက်ဆင်းရဲရွယ်ပြီးလက်နက်ကြီးများဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ရာကျေးရွာအတွင်လက်နက်ကြီးပုံတိများသွားရောက်ပောက်ခွဲခဲ့မှုကြောင့်အဆိုပါကျေးရွာရှိမင်းကွန်မဟာစန္ဒီမာရာမာဖုန်ကြီးကျောင်းမှတာမနေရှင်ပညာသီရိခေါ်မိုးတက်နိုင်တတ်တော်၁၇နှစ်ဝါတော်၄ဝရင်ဘုံတိပောက်ခွဲစာထိမှန်ထရားမြိုင်အရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ရှင်။ နောက်ဆုံးနေ့စမဲ့တဲ့ရင်ကတော့ပြည်ပမှာ73စီများဆင်ဆက်မပြတ်စီမံတင်သွင်းလျက်ရှိကြောင်းသိရတဲ့တဲ့ရင်ဖြစ်ပါတယ်။ပြည်ပမှာ73စီနဲ့ဆောင်းစီတင်အသင်းပေါ်များဆင်ဆက်မပြတ်ဝင်ရောက်လျက်ရှိတဲ့အတွက်ပြည်ပင်သုံးဆွဲမှုလှုပ်လှုပ်တဲ့အပြင်ဈေးနှုန်းဟာလည်းရခိုင်တဲ့ရောင်းနေကြဆင်လာကြောင်းသိရပါတယ်။လက်ရှိတွင်တိလဝါရှိစီချစိတ်ကမ်းများတွင်73စီတင်အသင်းပေါ်6စီပင်လယ်ဝါရင်းအသင်းပေါ်3စီရောက်ရှိပြီးဖြစ်ပြီးလန်ခီတွင်အသင်းပေါ်10စီနဲ့ပြည်ပနိုင်ငံတွင်73စီတင်ဆောင်နေသောအသင်းပေါ်10စီဟာအသင်းဖြစ်နေပြီး ဖြစ်ကသင်းမော29စီပြင်ဆင်ဆက်မပြတ်တင်သွင်းရန်စုတင်စီမံဆောင်ရွက်ထားကြောင်းသိရပါတယ်။ဒါအပြင်ပြည်ရင်း73စီဖူလုံမှုရှိစေရန်အတွက်နေစဉ်အသုံးစိမှုပမာဏအပြင်အရန်စီအနေနဲ့တလားစာခန့်တင်သွင်းတူလောင်ထားရှိပြီးဖြစ်ကြောင်းလည်းသိရပါတယ်ရှင်။